ီနေ့ကနှုံဝန်းနေစရာအဖြစ်တစ်ခုလာပြောပြချင်တာပေါ့နော်အဲ့ဒီအဖြစ်ကဘာလဲဆိုတော့ဒီမှာဒီစိန်လက်စုလေးအဲ့ဒီလက်စုလေးကနှုံအဖွားပေးထားတဲ့လက်စုပေါ့နော်အဲ့ဒီထဲမှာအဖွားရဲ့အချစ်တွေရောအမတ်တရတွေရောအများကြီးရှိတယ်တရက်မှာတော့နှုံအဲ့လက်စုဝတ်ပြီးတော့ပွဲတက်သွားတာပေါ့နော်အဲ့နေ့ ထွိုင်လက်သွားတော့လက်စေးတဲ့ချိန်မှာလက်စွချွတ်ပြီးတော့ဘေးမှာချထားလိုက်တာအဲ့တော့လောလောနဲ့ပွဲပြန်တက်တာပေါ့နော်ပွဲပြီးတော့မှပဲတတိပြန်ရတော့အမြန်ဆုံးပြန်သွားကြည့်တာပေါ့နော်အဲ့ချိန်မှာလက်စွကမရှိတော့ဘူးနောက်တော့လက်စွပဲပျောက်သွားတာမဟုတ်ပဲနဲ့ဒီအဖွားနဲ့တန်ရုံးစင်တွေအမတ်တရတွေပါ ပျောက်သွားတယ်လို့ခြေခွဲရတာပေါ့နော်ဒါပေမဲ့အစိုးရမှာအကောင့်တော့ရှိသေးတယ်ဘာလဲဆိုတော့တချီလိမ့်မျိုးမှာဖွင့်ထားတဲ့ Golden Lion Prosperous Gold and Jewelry ဆိုင်မှာကိုကြိုက်တဲ့ jewelry တွေ design ဆုံးစိတ်ကြိုက်မှလို့ရတယ်ဆိုင်ကပူပိုင်ပထိန်ဆရာရှိတယ်ဆိုတော့ကဲအဲ့တော့ဖုန်းထဲမှာရှိတဲ့ပုံတပုံထဲနဲ့ပဲဆိုင်ကနှုတ်ကိုအကောင့်ထဲပို့ပေးနိုင်မှာလားဆိုတာအတူတူလိုက်ကြည့်ကြမယ် ီဗီဒီယိုက Golden Lion ဆိုင်မှာလက်စွပ်လာမရင်နဲ့ဆိုင်ထဲမှာရှိတဲ့လက်ဝိယတနာတွေအားလုံးဘလို့လောက်တာလဲဆိုတာတဆင့်ပြီးတဆင့်အသေးစိတ်လိုက်ပြမယ်နောက်နဲ့တူတူလိုက်ကြည့်ကြရအောင်နော်ဆိုင်မှာရွေးချယ်စရာဒီဇိုင်းတွေဆိုရင်လည်းအများကြီးရှိတယ်ဒါမဲ့နောက်ကကိုပိုင်ဒီဇိုင်းရှိပြီဆိုတော့အရင်ဦးဆုံးကိုရွေးလာတဲ့ဒီဇိုင်းကဈေးနှုန်းဘလောက်လောက်ရှိနိုင်မှာလဲဆိုတာဆိုင်ဖက်က တွက်ပေးမယ်ပေါ့နော်တကယ်လို့အဲ့ဈေးနှုန်းကကိုနဲ့မကိုက်ညီနေဘူးဆိုရင်လည်းညှိနှိုင်းလို့ရတယ်ပေါ့နော် ော်ကဲအားလုံးအဆင်ပြေသွားပြီဆိုတော့စတော့မယ်နှုံးကရွှေဖြူလက်စွပ်မာထားတယ်ဆိုတော့အရင်ဆုံးရွှေလေးတွေကိုအရေချိုမှဖြစ်ပါတယ်အရေချိုပြီးပြီဆိုရင်နောက်တစ်ဆင့်ကအတိုင်းလေးအပြားလေးဖြစ်သွားအောင်ဆက်နဲ့ကြိတ်မှာပေါ့နော်ဗီဒီယိုထဲကလို့ပြားသွားပြီဆိုတော့လက်စွပ်အကွန်းလေးစပြီးတော့တစ်ဆင့်ပြီးတစ်ဆင့်ပုံဖော်ပါတော့မယ်ခုနကပြားပြီးသွားပြီဆိုတော့အခုပြန်ဝိုင်းမယ် ဝိုင်းဖို့ကလည်းလွယ်လွယ်လေးမဟုတ်ဘူးနော်ဗီဒီယိုထဲကြည့်လိုက်အောင်အင်းနဲ့အာနဲ့ချစ်တော့ပါလက်ပါဆွဲရတာမနေပဲအဲ့လိုလုံးလုံးလေးအချောင်းလိုက်ဟဲ့မဟုတ်ဘူးဘာတွေတွေးနေရလဲလက်စွပ်ပြောတာလက်စွပ်အဲ့အချောင်းလေးရပြီဆိုရင်ဒီလက်စွပ်ပေါ်က ပွင့်လေးပေါ့နော်စိန်အပွင့်လေးထည့်ဖို့အတွက်စလုပ်တော့မယ်။လုံလဲဒီပထိန်အပိုင်းတွေတိတ်မတိတော့လीနော်မရှင်းပြတတ်တော့ဘူးတာဝီမဲဆရာတွေလောက်တာကြည့်ရတာလေတဆင်းချင်းစီအသေးစိတ်လရာကိုတီတလပနေအောင်ဖန်တီးထားတာပေါ့နော်ကြည်ရင်နဲ့ကိုတော်အသက်ရှူပါအောင်ထားရတယ်လှုပ်တဲ့ဆရာတွေတော့ဘလောက်ထိစိတ်ငြိမ်ရမှလည်းမသိဘူးကဲပြောရင်ねအဲ့စိန်ထဲဖို့အတွက်အဖူးလေးပြီးသွားပါပြီပြီးပြီဆိုတော့လက်စွပ်ကွင်းရဲ့အထိတ်နဲ့ဆက်တော့မယ်ပေါ့နော် ဒါကြတော့စိန်တက်တက် းလေးတွေထည့်ဖို့အတွက်လုပ်ထားတာပါဒါတော့မှနောက်ဗီဒီယိုရှင်းမှာဆိုလို့ဆိုပြီးအကုန်လုံးမထည့်ထားသေးဘူးကြော်ထားတဲ့အဆင့်တွေလည်းရှိသေးတယ်အများကြီးပဲလက်ဝဲရတနာတစ်ခုတစ်ခုရဖို့ကလုံးဝမလွယ်ပါဘူးအဆင့်ချင်းစီတိုင်းမှာပွတ်တာတိုက်တာနဲ့အချောတွေတက်တာနဲ့တကယ်ကိုလက်ဝင်တဲ့ပညာတစ်ခုပဲအခုလုပ်နေတာကစိန်တွေကြောက်တွေတက်ဆင်တဲ့ဆင်ရောက်သွားပါပြီကဲအဲ့အဆင့်ရောက်ပြီဆိုတော့ပြီးခါနီးပြီပေါ့နော်ကုလက်စလေးအကောင်ထယ်လေးပေါ်လာပြီပြီးတော့ ော်ဒါလက်စွပ်တွေအယောင်လေးလင်းလက်နေအောင်တိုက်တာပေါ့နော်ကဲအခုပြောသွားတဲ့အဆင့်တွေအကုန်လုံးပြီးပြီဆိုတော့ Now ဆုံးအယောင်တင်တဲ့အဆင့်ရောက်သွားပါပြီ။ Yay! နှုတ်ကရွှေဖြူမာထားတယ်ဆိုတော့အဖြူရောင်ဖြစ်အောင်စိန်ရမှာပေါ့နော်။ဒီဇိုင်းဆိုရင်လည်းနှုတ်လိုချင်တဲ့အတိုင်းပဲစိတ်တိုင်းကြို့ရတယ်။ဒါကြတော့ရှာရှည်ပြီးသူများပန်းထိုးနေတာလေခဏဦးဝင်ရိုက်လိုက်တာပေါ့နော်။တကယ်လို့ပန်းထိုးရမယ့်ဒီဇိုင်းတွေဆိုရင်လည်းအရင်ဆုံးပန်းထိုးပြီးမှအယောင်တင်ရတာပေါ့နော်။နှုတ်ကတော့စိတ်ချိုက်ဒီဇိုင်းလေးရတော့အရန်ပြုံနေပါပြီ။ Golden Lion Prosperous Gold and Jewelry မှာလဝိယတနာရီမှာ တာလေနှစ်ရက်သုံးရက်အတွင်းနဲ့ရပြီပေါ့နော်တအားမြန်တယ်ကိုပိုင်ဒီဇိုင်းဖော်ချင်တာလားဒါမှမဟုတ် ကိုမှရှိတဲ့ရွှေတွေကိုဒီဇိုင်းအသစ်ပြန်လုပ်ချင်တာလားတခုခုပြုတ်ပြင်ချင်တာလားဆိုရင်လည်းအကုန်ရပါတယ်ဆိုတော့ရွှေငွေရွှေဖြူကြောက်စိမ့်စိမ့်နဲ့တခြားကြောက်မြတ်ရတနာတွေကိုဒီဇိုင်းအသစ်အစမ်းလေးတွေနဲ့နေ့စဉ်ဝတ်ပွဲတက်ဝတ်လူကြီးလူငယ်ယောက်ျားလေးမိန်းကလေးမယွေအကုန်ရှိပါတယ်ရှင်ပြီးတော့စိုင်တဲ့ကစိမ့်တွေဆိုရင်လည်း GIA certificate ရှိပါတယ်နော် ဆိုင်လိပ်စာကတော့တချီလိပ်မျိုးတရားနှစ်သွားလန်းဖင်ဖာကဖေးဆိုင်ပေးမှရှိပါတယ်ရှင်ဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်